ကျွန်တော်အခုဒါဒီမီဒီယာတွေကနေမှအင်တာဗျူးတွေမှကျွန်တော်ဖြေကြတယ်တချို့ကြတော့လဲဟိုဒီလေရွေးစဉ်ကစားသမားကြီးပေါ့နော်ဒီလိုမျိုးတွေထောက်ပတ်တဲ့နေပေးတဲ့နေတချို့ကြတော့ရေးတယ်တချို့ကြတော့လဲဟိုရေးတဲ့ဟိုစာတွေမှာဆိုတချို့ဆိုလို့ရှိရင်လဲကိုကိုကိုမထိန်ချုံနိုင်လို့ကိုရတဲ့အချိန်လေးမှာကို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 မပြေစားနိုင်စင်ဖားပဲနဲ့ကိုလို့ချင်တာတွေရှောက်လို့လို့ဖြစ်လို့ဆိုတဲ့ဟာတွေကလာကြတယ်လေဒါတွေကလဲကျွန်တော်ဆောပြောသလိုပေါ့လူတိုင်းကဘဝတစ်ခုမှာမိသားစုတွေပေါက်ဖွားလာတဲ့အကြောင်းကြောင့်မတူကြဆိုတော့တခါလေကြတော့ ဟိုရရှိမှုကိုဘာပဲပြောပြောအကောင့်နဲ့ဖော်နိုင်တာဆိုတော့ကျွန်တော်ဆော့ကပြောသလိုပေါ့ကျွန်တော်တို့မြန်မာလူမျိုးစုအမျိုးသမီးအားကစားသမားတွေကျွန်တော်1996ခုနှစ်ကကျွန်တော်ခုချိန်နေကစားတဲ့အချိန်ထိတော့ကျွန်တော်မျက်စိရှိမှတယ်မြန်မာလူမျိုးစုကစားသမားတယောက်ဖြစ်ပြီးကမှပြည်စုံမှုနဲ့ဟိုတွားနေတဲ့လူဆိုတာတိတ်မရှိပါဘူးတို့ကတို့ဘာပဲပြောရတဲ့ဟာအပေါ်မှာတော့ ဟိုကိုဘကိုစူဆောင်းလာတာလေးရှိမယ်ကိုအစဉ်ပြေယုံလောက်လေးသွားတာလေးတွေရှိမယ်အရင်ကြီးကိုဒီဘောလုံးအာကစားနီးပေးဆက်ပြီးတော့မှဘဝမှာဘာပဲပြောပြောပြည့်စုံပြီးတော့ရှိသွားတယ်ဆိုတော့ဟာတော့ကျွန်တော်နောက်ဆုံးကစားခဲ့တဲ့အချိန်ထိတော့ကတော့လုံးဝမရှိသေးပါဘူးကျွန်တော်အတတ်နိုင်ဆုံးခုံယူပါတယ်ဘာလို့လဲဆိုတော့ဖြစ်ခဲ့တဲ့ဟာတွေအတွက်လည်းကျွန်တော်ဘာပဲပြောပြောဟိုကျွန်တော်အများတဲ့မီဒီယာမှာဖြစ်တယ်လို့ပေါ့ဖြစ်ခဲ့တဲ့ဟာတွေအားလုံးဒီဘယ်သူဘယ်သူမှကျွန်တော်အပြစ်တင်ပြောလို့ရတဲ့အလုံးမဟုတ်ဘူးလေဘဝမှာကိုလုပ်ခဲ့တဲ့အလုပ်တွေကိုဖြစ်ခဲ့တဲ့အဖြစ်တွေအတွက်ကိုကိုကိုပဲကြုံးကြရမှာဒီမီဒီယာတွေနဲ့ဒီလိုတွေသွားပြီးတော့မှဘာပဲပြောငါအစဉ်ပြေရမယ်လို့ငါ့ကိုဘယ်သူက ကဘယ်လိုမျိုးတွေလာပြီးတော့ဒါမျိုးတွေလည်းကျွန်တော်စိတ်ထဲမှာမရှိဘူး။ဒါပေမဲ့ကျွန်တော်ဘုရားအခုလိုကဲကဲကြမ်းတမ်းနေမှာလည်းကျွန်တော်ကျွန်တော်လုပ်တယ်။ကြော်ကြော်သွားတယ်။အဓိကကျွန်တော်မိဘနှစ်ပါးကိုကျွန်တော်လာစာထုတ်တာနဲ့ဘာလို့ပြောကိုရရလာစာတွေအတက်နိုင်ဆုံးကြားရတော့ထောက်ပံ့တယ်။ကိုလည်းကိုဘကိုဒီဘက်ကအဆင်ပြေလို့နေတယ်။ဟိုကိုဘကိုလုံးလက်လက် free ပဲ။ကြမ်းတဲ့ဟာတော့ကောင်းတဲ့တိတ်မထားဘူး။ဟာ။ဟာဘယ်လိုပြောမလဲ။တချို့ကကြောက်လဲအဲ့လိုပေါ့။ ဟိုတကယ်လည်းရွေးစဉ်ကစားသမားကြီးဆိုပြီးတော့မေတ္တာနဲ့ဟိုချီးတယ်လို့ရှိတယ်လို့တချို့ကြောက်လဲအာဒီလိုကြီးဟိုဘဝကိုဒီလိုဖြတ်သန်းနေတာပဲဆိုပြီးတော့လဲဟိုတချို့ကလည်းအမြင်တစ်ခုနဲ့ရှိနေတာလည်းရှိတာပေါ့ဒါပေမဲ့ကျွန်တော်အခုဖြတ်သန်းသမားတောက်လျှောက်ကတော့တော်တော်များများကတော့ကျွန်တော်ဟိုဒါ ဟိုညောလိုက်ကစားသမားတယောက်ပြောလက်ရှိဒီလိုဖြတ်တန်းနေရတဲ့ဘဝဒီလိုလိုင်းဘော်တွေမှာတက်သွားတာနဲ့ဆိုတော့တွေ့တဲ့ကြည်နဲ့ကျွန်တော်ခင်းနေခင်းနေချင်းလဲချစ်တယ်အဲ့လိုမျိုးကြီးတမျိုးအမြင်နဲ့ကြည့်တဲ့လူတွေတော့ကျွန်တော်မရှိပါဘူးမေတ္တာတွေနဲ့တကယ်ကိုဂယုနာတက်ပြီးတော့မှအဲ့လိုပေါ့တနာချစ်တဲ့လူမျိုးနဲ့ပဲကျွန်တော်တွေ့ပါတယ်ဗျအခုလေအခုလက်ရှိကတော့ကျွန်တော်တို့ကျွန်တော်အခုမြင်တော့ပေါ့ကျွန်တော်တို့ကတော့နားသွားပါပြီဒါကျွန်တော်တို့ကတော့လည်းဒီဘောလုံးဟိုလောကနဲ့ကလည်းအခုနောက်ပိုင်းဆိုတိတ်တော့ဟိုမရှိတော့ဘူးပေါ့ဘာလို့လဲဆိုတော့ အခုလေးပြလိုင်းပဲလဲကိုကအဲ့ဘက်မရှိဒီဘက်မှာကိုပေါ့ကိုပဲကိုလုံးလေးကိုလုံးနေတာဆိုတော့အခုလက်ရှိအမျိုးသမီးတင်းတွေအတွက်ဟိုကြည့်ရသလောက်ပေါ့နော်ကိုနေမြင်နေရသလောက်ဆိုရင်တော့ ဟိုသူတို့ပေးတဲ့ထောက်ပံ့မှုတွေဘာပဲချင်းမြမှုတွေကတော့အခုနောက်ပိုင်းတော်တော်လေးကိုကလေးတွေအတွက်အားရချိန်နှဆရာကျွန်တော်မြင်ပါတယ်ဗျ။ဟိုဥက္ကဋ္ဌတို့လည်းဘာပဲပြောပြောအမျိုးသမီးတွေအောင်မြင်အောင်မြင်တယ်လို့ပေးနေရပဲလေအခုဆိုတာဟိုလေးနိုင်ငံဖိတ်ခေါ်ဆိုကျွန်တော်ဆိုတာပြောတယ်လို့ပေါ့။ကျွန်တော်တို့ခင်မှာလေးငံဖိတ်ခေါ်အောင်မြင်ခဲ့ရင်တော့မှဘာမှတလို့ရှိဟိုအတိမပြုဖို့အတွက်မရှိဘူး။ဒါပေမဲ့အခုကျတော့ကလေးတွေလေးနိုင်ငံဖိတ်ခေါ်လေးအောင်မြင်ခဲ့တာတော့မှနိုင်ငံကနေမှဘာပဲပြောပြောတော်တော်ကိုသူတို့ပြည့်ပြည့်စုံစုံချင်းမြင်ပေးတယ်ဆိုတော့ဒါကြီးကတော်တော်ကိုအားရချိန်နှဆရာတခုလို့ကျွန်တော်မြင်ပါတယ်ဗျ။ဟုတ် လက်ရှိကအခုကျွန်တော်ဟိုသစ္စာမှန်မျိုးကြီးဘောလုံးထဲမှာလက်ရှိအုပ်ချုပ်သူလုပ်နေတယ်ပေါ့နော်ဟုတ်ဘောလုံးရမ်းချစ်တယ်ဗျဘောလုံးနဲ့ဖြတ်တန်းခဲ့တဲ့ခက်ခဲဆိုတာတော့ဘောလုံးသမားတယောက်ဖြစ်ဖို့တကတော့အများကြီးစူးစမ်းခဲ့ရတာလေဘာလဲဆိုတော့ဟိုကိုရီးယားကစားတော့ကတော့ဒါ ARD တိုင်းမှာကစားတယ်မြို့နယ်ပွဲတွေခရိုင်ပွဲတွေတစင်းမြောင်နေမှာကျွန်တော် ARD ရွေးချက်ခံရမှာပေါ့ဒါတော့1996ခုနှစ်မှာကျွန်တော်တိုင်းနယ်ပြည်နယ်ကစားပြီးတော့မြမလည်းရွေးစဉ် ကျွန်တော်ဆက်ပြီးတော့ဖြစ်တာပါဗျာဟုတ်လက်ရှိဘုရားပြောင်းတမ်းမှုကတော့ကျွန်တော်အဲ့ဒီဘောလုံးအာကစားနည်းကိုကျွန်တော်2000ဟိုအထိပေါ့စက္ကွန်အထိပေါ့2019အထိကျွန်တော်ကစားခဲ့တယ်ကျွန်တော်66တည်းက2019ဆိုတော့နှစ်20ကျော်ဒါဘောလုံးမဘုရားနဲ့ဖြတ်တန်းခဲ့တယ်အဲ့ရတယ်ကျွန်တော်နားလိုက်ပြီးတော့မှ2019မှာကျွန်တော်အဲခဏဘောလုံးသမားဘုရားနားပြီးတော့မှကျွန်တော်အဲ့အစင်မပြေတာလေးတစ်ခုဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်သုံးနာဘောလုံးကနေမှဆိုင်ကန်းလေး ဖွင့်ပြီးတော့ဈေးရောင်းတယ်ပေါ့နော်အကျော်စာအဲ့ဒါလေးပြီးတော့ကျွန်တော်အဲ့ရနေပရိခဏနားလိုက်ပြီးတော့မှကျွန်တော်နောက်ဆုံးအမျိုးသမီးဘောလုံးထဲမှာဂျူ16မှာကျွန်တော်လက်ထောင်နီးပါပါပေါ့နော်ဟိုလောက်တယ်ပြီးတော့ကျွန်တော်အဲ့ရနေမှာမြန်မာလေးစအမျိုးသမီးအကြီးသေးအောင်လဲကျွန်တော်ဒီနီးပြဂျပန်နီးပြ UK နဲ့မှာလဲကျွန်တော်လက်ထောင်နီးပြကျွန်တော်လောက်ခဲ့တယ်ပေါ့ပြီးခဲ့တဲ့စီကိန်းတော့ကတော့ကျွန်တော်ဟိုလက်ထောင်နီးပြနဲ့ပါသွားတဲ့အချိန်မှာပေါ့နော်ဒီ final တက်ပြီးတော့မှကျွန်တော်ဒုတိယငွေတစ်စိပ်ကိုကျွန်တော်ရိုးရိုးလေးနဲ့ကျွန်တော်ရှူခဲ့ပြီးတော့မှအဲ့ကနေကျွန်တော်နားလိုက်ပြီးတော့အခုလက်ရှိဒီဒီသက်စာအမှတ်မျိုးသမီးဘောလုံးအဲမှာပဲဒီမြန်မာနေရှင်ရဲ့ women league မှာအဲ့ဒီအဲမှာပဲလက်ရှိအောင်ချုပ်သူအနေနဲ့ကျွန်တော်နေနေပါတယ်ဗျအဲ့ဒါကြောင့်လို့လေဒါကျွန်တော်တို့နိုင်ငံရဲ့ဒါကျွန်တော်ကတော့အခုလက်ရှိပေါ့ကျွန်တော်2019မှာအာဆိုင်လေးဖွင့်ပြီးတော့ကျွန်တော်ဒီကိစ္စလုံးလိုက်တယ်အဲ့ရနေမှာဘာပဲပြောပြောမီဒီယာတွေကနေမှာကျွန်တော်လုံနေတဲ့လှုပ်ဆောင်ချက်ကိုလိုင်းမှာနေတင်လိုက်တယ်အဲ့ရနေမှာဘာပဲပြောကျွန်တော်ကိုအာကစားသမားတယောက်အနေနဲ့ အခုလိုမျိုးခက်ခဲတွေအခုလိုမျိုးသွားနေရတယ်ဆိုတော့အဲဟာကြီးကနာမည်ကြီးသွားတာပေါ့လေနော်ဒါပေမဲ့ဟိုဘောလုံးသမားတော်တော်များများပေါ့မြန်မာလေရွေးစင်ရွေးချယ်ခံရတယ်ကျွန်တော်ဆို1996ကကျွန်တော်နဲ့အတူတူရွေးချယ်ခံရတဲ့မြန်မာလေရွေးစင်ကစားသမားကြီးအများကြီးရှိပါတယ်အခုလက်ရှိလည်းသူတို့တွေဆိုလို့ရှိရင်တချို့ဆိုအလုပ်ထဲတွေဝင်သွားကြတယ်အလုပ်ဟိုဘောလုံးအကစားရတယ်ဆိုသူတို့နားပြီးတော့အလုပ်ထဲတွေဝင်ကြတယ်အလုပ်ကနေမှတချို့ဆိုလို့ရှိရင်ခုဒါကျွန်တော်တို့လက်ထက်ကကစားခဲ့တဲ့ တော်များကြီးဆိုလို့ရှိရင်ဒါမြန်မာနိုင်ငံမျိုးမျိုးအသိန်းကောင်းဆောင်ပေါ့နော်သူဆိုလို့ရှိရင်လည်းအခုအသက်ရွယ်ရနေနောက်ဆုံးဟိုမြို့တော်စီမံမှာလုံးလုံးချင်းထဲမှာပင်စင်ယူပြီးတော့အဲသူတို့လည်းအခုလောလောဆယ်တော့နားနေကြပြီပေါ့အကျန်းနဲ့ကျွန်တော်လည်းဒီကစားခဲ့တဲ့ဟိုလေရွေးစင်အစင်ပါပြီးတဲ့ကစားသမားတော်တော်များများတည်လေဟိုကျွန်တော်လိုမျိုးပေါ့ဒီဟိုမီဒီယာချပြလိုက်လို့ကျွန်တော်ကလည်းကျွန်တော်အခက်ခဲကိုအကုန်လုံးကတည်သွားပြီမြန်ကျန်းနဲ့ဟိုပလေယာတွေမှာလည်းသူ့အခက်ခဲနဲ့သူပဲဗျအရန်ကြီးဒီဘောလုံးအားကစားနေတဲ့ခုနဲ့ ဟိုဒါမိန်းကလေးတွေကိုပြောတာနော်အမျိုးသမီးအားကစားသမားတွေကဒီအားကစားဘောလုံးတစ်ခုတည်းနဲ့မှဘာပဲပြောပြောချမ်းသာပြည့်စုံသွားတဲ့ပလေယာရယ်လို့ဒါမြန်မာပြည်မှာရှိကုန်မရှိသေးတာဗျတချို့တွေကြတော့အဆင်ပြေကြတယ်ဆိုတာကြတော့လဲဟိုစတင်ဖွဲ့စည်းတွေကမိဘတွေပြည့်စုံတာရှိတယ်တချို့ကကြတော့လဲဟိုဒီကရတဲ့ဟာထဲမှာမိဘပြည့်စုံတာနဲ့သူတို့အတွက်ပြန်ပြီးတော့သုံးစရိတ် လုံလောက်တဲ့လူမျိုးတွေကြတော့လည်းပြည့်စုံတဲ့အရာတစ်ခုပဲလို့ရှိတာပေါ့ဒါကျွန်တော်တို့ကြတော့ဒါစတင်ဖွဲ့စည်းတဲ့ကကျွန်တော်တို့ကမိဘတွေကမပြည့်စုံတဲ့မိသားစုကနေပေါက်ပွားလာတယ်ကျွန်တော်တို့ဒီကရတဲ့ဟိုလေဝေးစင်ကချင်းမြင့်တဲ့ဟာဆိုလို့ရှိလို့ရှိကျွန်တော်တို့လေဝေးစင်ကချင်းမြင့်ခံရတဲ့ဟာဆိုကျွန်တော်ဒါဟိုနှလုံးပေါ်ကျွန်တော်လေဝေးစင်ဝင်တယ်ကျွန်တော်တို့ကဟို၃၄သုံးခေတည်းရတာမြန်မာလေရွေးစင်မှာကျွန်တော်တို့ကပါခဲ့တာလေနောက်ဆုံးကျွန်တော် finishing နောက်ဆုံးကျွန်တော်နားသွားတဲ့အထိကလာစာ၃သိန်းမြန်မာလေရွေးစင်ဘောလုံးသမားတွေကိုပေးတဲ့အမြင့်ဆုံးလာစာ၃သိန်းလောက်မှာကျွန်တော်နားလိုက်တာ ဆိုတော့ကျွန်တော်အဲ့ရနေနားပြီးတော့မှကျွန်တော်အခုလိုမျိုးငကယ်နေဖြစ်ရတာဆိုတော့ကျွန်တော်တို့ရတဲ့လာစာငွေမောက်ရဲ့ကျွန်တော်တို့ရတဲ့စုချင်းငွေပေါ့စုချင်းငွေဆိုတာကျွန်တော်တို့ကိုနိုင်ငံတော်ကလည်းထောက်ပံ့ပေးတာဆိုကျွန်တော်ဆိုရင်အဲဒီ2004မှာပေါ့ကျွန်တော် DNA နိုင်ငံမှာသွားကျင်းပါတဲ့အဲ၄နိုင်ငံအာဆီယံချန်ပီယံရှစ်ပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော်အဲနိုင်ငံအတွက်ပထမဆုံးအရှင်ရွှေယူလာခဲ့ပြီးတယ်အဲတုန်းကဆိုလဲဘာဖြစ်လို့ထိုက်တဲ့နဲ့ထိုက်တန်နဲ့ဟိုဂုံမြို့မှုဆိုတာဒါကျွန်တော်အမျိုးသမီးတင်တော့အရင်ကျွန်တော်မရခဲ့ဘူးဗျ ဆိုတော့ဟိုပြည့်စုံတဲ့အရာကြီးပေါ့ကျွန်တော်ပြောသလိုတိုင်ခမ်းတခမ်းရလိုက်တာတို့ဟိုဘာပဲပြောပြောဟိုသိန်း200 300ရလိုက်တာဒီလိုအထိကျွန်တော်တို့မျိုးသမီးတဲမှာကျွန်တော်မရခဲ့ပါနောက်ကျွန်တော်အရှင်2004အဲ2004ပြီးတော့2009ပေါ့အရှင်ကျွန်တော်အာဆီယံအချန်ပီယံရှစ်မှာလည်းကျွန်တော်ရွှေရခဲ့တယ်အဒီမှာလည်းဘာပဲပြောပြောဟိုကျွန်တော်တို့ထိုက်သိမ်းတဲ့အရာဆိုတာကဒီသိန်း100ကျော်ပတ်ဝန်းကျင်အဲ့ကလွဲလို့အဲ့တဲ့ပို့ပြီးတော့တယောက်ကို သိန်း3 4 0 0ရဲ့လို့ကျွန်တော်တို့ရတဲ့အစုချင်းကိုကျွန်တော်တို့ဘဝမှာမရှိခဲ့ပါဘူးဒါ main ကလေးတွေနဲ့ပတ်သက်တဲ့ဟာပေါ့နော်ဒါအခုနောက်ပိုင်းကျမှဒါကျွန်တော်တို့ကဒါကျွန်တော်တို့ဘလုံးနာရတဲ့အချိန်ကျတော့အခုဘလုံးလောကမှာဘာပဲပြောဟိုမီဒီယာခက်လဲဖြစ်လာသလိုကလေးတွေရဲ့သူတို့ရဲ့ကြိုးစားအထောက်အမလည်းအခုဆိုနိုင်ငံတော်ကချီးမြှင့်လာဆိုလို့ရှိရင်အရန်အံ့ဩစရာကောင်းတော့တယ်ဘလုံးပါဆိုဟိုကျွန်တော်တို့အောင်မြင်ကျွန်တော်တို့ကတော့အောင်မြင်ခဲ့တယ်တော့ကျွန်တော်တို့ကစီးကိန်းမှာတော့မှဒီဟိုဝင်းနေကြီးဆိုရင် ကျွန်တော်တို့ကအသိအတမ်းမရှိဘူးဝန်ထမ်းကြီးကိုကျွန်တော်တို့ရတဲ့ပတ်စံဆိုရင်နိုင်ငံတော်ကနေမှဟိုဒီစီးကိန်းပြအရှိတော်အကြောင်းအကစားပြန်ခွဲကြအောင်ကျွန်တော်မြန်မာနိုင်ငံအမြင့်ဆုံးဘွဲပေါ့ဒီအမြင့်ဆုံးဘွဲမှာကျွန်တော်ဗာပြီးပြကျွန်တော်တို့ကနိုင်ငံတော်ကသတ်မှတ်ထားပြီးသားရွှေဦးတော့ဗာပြီးမယ်ငွေဦးဗာပြီးမယ်ကြေးဦးဗာပြီးမယ်ဆိုအဲဒါမျိုးဟိုရခဲ့တဲ့ဟိုစူကြီးပတ်စံကျွန်တော်ဒါမျိုးရှိတယ်အခုနောက်ပိုင်းတော့ဒါမျိုး woman league ဆိုတဲ့ယောက်ျားလေးအသင်းနေလဲဖွဲ့စည်းလိုက်တယ်လို့မိန်းကလေးမှလည်း woman league ဆိုပေါ်လာတဲ့အချိန်မှာအခုနောက်ကစားနေတဲ့မြန်မာလေယာဉ်ကစားသမားတွေတော့ကအရန်ကို နိုင်ငံတော်ရဲ့ထောက်ပံ့မှုဆိုတာကတော်တော်လေးကိုသူတို့ပေးနေတာဗျ။အဘွဲချုပ်ကလည်းထောက်ပံ့မှုတွေအများကြီးပေးတာပေါ့နော်။သူတို့ဆိုအခုဒါဟိုကိုရီးရှေ့နေမဲ့လေးနိုင်ငံဖိတ်ခေါ်ဆိုတာလေးနိုင်ငံဖိတ်ခေါ်ဆိုကျွန်တော်တို့ခေတုံးကဆိုလို့ရှိရင်လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲသွားတယ်ဆိုရင်ဘာစုပဲရရဟိုဒီလောက်ထိအသိမဲ့ပြည်ချင်းကျွန်တော်မခံခဲ့ရကျွန်တော်ရခဲ့တဲ့လေးနိုင်ငံဖိတ်ခေါ်ဆိုလို့ရှိရင်ရွှေယူခဲ့တယ်ဒါပေမဲ့အဲ့ဒီအရာကြီးကဗမာမန်းကိုမသိတော့အောင်ပျောက်တာ အခုကလေးတွေကကျတော့ဘာပြောလေးနိုင်ငံဖိတ်ခေါ်သူတို့ကစားခဲ့တယ်ဒီပေါ်မှာဘာပဲပြောပြည်သက်တွေအပင်းမှုတွေနဲ့ line ball တွေမှာတက်သွားတဲ့အချိန်မှာဒါအမျိုးသမီးဘောလုံးသိန်းဟိုအားဆိုင်ပြီးတော့မှအခုဆိုလို့ရှိရင်ဒါစီကိန်းပြိုင်ပွဲအတွက်ဒီရောသူတို့အခုအာရှခြေစွပ်ပွဲ ပေါ့နော်ဒီပြိုင်ပွဲအတွက်တွေရောဘာပြောပြည့်သက်တွေအများကြီး scoring လုပ်ပေးတယ်ဟိုဘောလုံးပွဲကျုပ်က scoring လုပ်ပေးတယ်ဒီပေါ်မှာကလေးတွေအတွက်အရန်ကောင်းတယ်အခုခေတ်ဘောလုံးသမားလေးတွေနဲ့အခုခေတ်ဖြတ်သန်းနေရတဲ့ခါတော့ကျွန်တော်တို့ခနေ့ကတော့တခြားစီပါပဲဟုတ်ကဲ့ဗျအဲ့ဒါကြတော့အမကျွန်တော်တို့ကလေဟိုကစားမျိုးသမီးကစားသမားရဲ့အနေနဲ့ကိုယ်နိုင်ငံရဲ့အခြေအနေဒါကြောင့်ကျွန်တော်တို့ဟိုဘောလုံးသမားဘွားတွေကကျွန်တော်တို့ရှိမှကျွန်တော်တို့လုပ်ခဲ့တဲ့ညီပြတွေရောကျွန်တော်တို့လက်ထက်ကနေခဲ့တဲ့အုပ်ချုပ်မှုအဖွဲ့အစည်းရောအာဒါတွေကကျွန်တော်တို့ပြောပြီးသားကိုယ်နိုင်ငံရဲ့အခြေအနေ သူများနဲ့ကျွန်တော်တို့ကသွားပြီးတော့ရှင်းလုံးမြောက်ကိုယ်နိုင်ငံရဲ့အခြေအနေကိုယ်နိုင်ငံပေးနိုင်တဲ့အတိုင်းတာပေါ့နော်ကျွန်တော်တို့ဘုံယူတိုက်တဲ့ဟာကဒီလောက်ပတ်ဝန်းကျင်တော့ပဲသွားတယ်ကျွန်တော်တို့ဒီလိုပဲသွားတာဒါပေမဲ့နိုင်ငံအနေနဲ့ကလည်းဟိုကျွန်တော်တို့ဘောလုံးသမားတွေကိုပြောပြီးသားယောက်ျားပဲဖြစ်မိန်းမပဲဖြစ်ဖြစ်ဥက္ကဋ္ဌကြီးဆိုလို့ရှိရင်ကျွန်တော်တို့လာပြီးတော့စကားတွေပြောပြီးဆိုအမြဲတမ်းပြောတယ်အောင်မြင်မှုကိုထက်ထက်တန်လိုချင်တယ်ဆိုကိုပေးဆက်ရမယ်ဟာပေါ့ကျွန်တော်ဆိုခုဒါဟိုဘောလုံးပွဲသာနားသွားတယ်ကျွန်တော်မြန်မာပြည်အတွက်ဒီစီးကိန်းပြိုင်ပွဲကိုရွှေလုံးဝမရှိပေးခဲ့ရဘူး ဒါနှစ်20ကျော်မကလို့ပဲ25နှစ်ပဲကစားကြကစားခဲ့နိုင်ငံအတွက်ဟိုစီးကိမ်းမှာတော့ရွှေမြူခဲ့ရအောင်ဆိုတာဘာပဲပြောကိုလည်းအခုချိန်နားသာသွားတယ်ဟိုကိုဘွားလည်းရုပ်စင်ကစားသွားတာဖြစ်ခဲ့ရတယ်ဘာမှတမောင်းမရှိဆိုကိုကိုခံစားရတယ်လေအဲ့တော့အောင်မြင်မှုကတကယ်လို့များထုတ်ထိတ်တာရမယ်ဆိုရင်တော့အခုခေတ်အတိုင်းတာနဲ့အခုအနေထားနဲ့ဆိုရင်တော့အခုကစားနေတဲ့မျိုးသမီးကစားသမားလေးတွေအတွက်ကောမျိုးဆက်တဲ့ကစားသမားတွေအတွက်ကတော့အများကြီးကိုကြောင်းလဲမှုလို့ဖြစ်နိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဗျဟိုတန်နေဆိုတာအဲ့လိုပေါ့ကျွန်တော်အခုဒါဒီမီဒီယာတွေကနေမှအင်တာဗျူးတွေမှာကျွန်တော်ဖြေကြတယ် တချို့ကြတော့လဲဟိုဒီလေရွေးစင်ကစားသမားကြီးပေါ့နော်ဒီလိုမျိုးတွေထောက်ပတ်တဲ့နယ်ပေးတဲ့နယ်တချို့ကြတော့ရေးတယ်တချို့ကြတော့လဲဟိုရေးတဲ့ဟိုစာတွေမှာဆိုတချို့ဆိုလို့ရှိရင်လဲကိုကိုကိုမထိန်ချုံနိုင်လို့ဟိုရတဲ့အချိန်လေးမှာကို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 မပြေစားနိုင်စင်ထားပဲနဲ့ကိုလို့ချင်တာတွေရှောက်လို့လို့ဖြစ်လို့ဆိုတဲ့ဟာတွေကလာကြတယ်လေဒါတွေကလဲကျွန်တော်ဆောပြောသလိုလူတိုင်းကဘဝတစ်ခုမှာမိသားစုတွေပေါက်ဖွားလာတယ်တယောက်ယောက်မတူကြတခါလေကြတော့ဟိုရရှိမှုကိုဘာပဲပြောပြောအကောင့်နဲ့ဖော်နိုင်တာဆိုတော့ကျွန်တော်ဆောပြောသလိုပေါ့ ကျွန်တော်မြန်မာလူမျိုးစင်အမျိုးသမီးအားကစားသမားတွေကျွန်တော်1996ခုနှစ်ကကျွန်တော်ခုချိန်နေကစားတဲ့ချိန်ထိတော့ကျွန်တော်မျက်စိရှိမှတယ်မြန်မာလူမျိုးစင်ကစားသမားတယောက်ဖြစ်ပြီးကမှပြည်စုံမှုနဲ့ဟိုတွားနေတဲ့လူဆိုတာတိတ်မရှိပါဘူးတို့ကတို့ဘာပဲပြောရတဲ့ဟာအပေါ်မှာတော့ဟိုကိုယ့်ဘာကိုစူဆောင်းလာတာလေးရှိမယ်ကိုယ့်အစဉ်ပြေယုံလောက်လေးတွားတာလေးတွေရှိမယ်အရင်ကြီးကိုဒီဘောလုံးအားကစားနည်းပေးဆက်ပြီးတော့မှဘဝမှာဘာပဲပြောပြောပြည်စုံပြီးတော့ရှိသွားတယ်ဆိုတဲ့ဟာတော့ကျွန်တော်နောက်ဆုံးကစားခဲ့တဲ့အချိန်ထိတော့ကတော့လုံးဝမရှိသေးပါဘူး ်အခုလက်ရှိအခြေအနေမှာဒါအခုဆိုနိုင်ငံတော်ကြီးမြင့်တာတွေရှိတယ်သူနိုင်ငံเจ้าကိုသွားထွက်ဆော်တာတွေရှိတယ်ဒီပုံမှာတော့ဘာပဲပြောပြောကိုဘွားမှာကိုရင်းပြီးတော့မှကိုကစားနိုင်တဲ့အချိန်ကြီးကစားရတဲ့ပတ်စံကိုဘွားနဲ့ကိုစူဆောင်နောက်တစ်ချိန်မှာဘာပဲပြောပြောကိုကိုပြည့်စုံတဲ့ဘလုံးသမားဘဝနားသွားတယ်နောက်မှပြည့်စုံတဲ့သူတယောက်ဖြစ်တော့ထိမ့်သိမ့်ထားနိုင်မှာလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ခေတ်ကဟိုအတိုင်းအတာနဲ့ကတော့ ပြည့်စုံအောင်သွားနိုင်လဲဆိုတာမရှိပါဘူးကျွန်တော်ကကြတော့ဒီအတော်တန်ဖွင့်ပြီးတော့ဒီပြဿနာဖြစ်သွားတဲ့အရာတစ်ခုအတွက်အခုလိုမျိုးတွေပေါ့အမတန်ဘူးလားဘလို့လားဆိုတဲ့မိကုံကိုကျွန်တော်ဒါဖြေပြတာနော်တာနာမတန်နာဆိုတာလည်းဆောကပြောသလိုပေါ့ရပိုင်ခွင့်ရတဲ့ဟာမှာကမိသားစုချင်းဖွဲ့စည်းပုံချင်းမတူဘူး သုံးတဲ့အရာချင်းကျွန်တော်တို့ကမတူကြဘူး။ဒါကြောင့်ဘာပဲပြောလဲရှိရှိနေတဲ့အမျိုးသမီးတွေထဲမှာလည်းဒီအာဂဇန်နီကိုကစားပြီးတော့မှပြပြဆုံဆုံချင်းချင်းသာသာနဲ့နေရတဲ့ပလေယာဆိုတာကျွန်တော်လက်ချိုးယူလို့တော့မှပဲတယောက်တော့ကျွန်တော်အနေနဲ့တော့မတွေ့ပါဘူးဗျ။အများရုပ်စုကြီးကကျွန်တော်သိန်းတရာကျော်ကျွန်တော်ရဘူးလေဗျ။တရား80ပတ်ဝန်းကျင်ပေါ့နော်အဲ့ဒါကတော့ဘာမှရလဲဆိုကျွန်တော်တို့ဒီအဲအိမ်ရှင်ပေါ့အိမ်ရှင်2013စီကိန်းတော့ဆိုကျွန်တော်တို့ဘာပဲပြောတတိယဟိုပဲကျွန်တော်ကျွန်တော်ပင်နေဒီမဝင်တဲ့အတွက်ကျွန်တော်တို့ကဟို စမီဖိုင်နဲ့ကျွန်တော်လွဲသွားတယ်လေအဲ့ဒါလွဲတဲ့အချိန်မှာတော့ကျွန်တော်တို့ဘိုင်းဘောနိုင်ငံတော်ချင်းမြင့်နဲ့ထိုက်တန်နဲ့ဟိုအောင်မြင်မှုနဲ့ဆုရခဲ့တာကျွန်တော်အဲ့ဒါရတယ်ပြီးရင်ကျွန်တော်2004ရတယ်2009ရတယ်ဈားထဲမှာဘာလဲတခါကြီးကျတော့ဟိုအခုသူပြောသလိုပေါ့ထိတ်ဆုံးအများဆုံးရတဲ့အရာကိုပြောပါဆိုပေမဲ့လူကဟိုအခုတိန်း 150 200ရလိုက်တယ်ဆိုရင်ရတာအမြင်ပဲကျွန်တော်တို့ရှိသွားတာဒီကြားထဲမှာဘာပဲပြောကျွန်တော်တို့သုံးရတဲ့အသုံးစရလူမှုဆက်ဆံရေးအခက်အခဲဖြစ်လာတဲ့ပြဿနာဒါတွေကိုကျွန်တော်တို့ကဖြေရှင်းရတာကြတော့ကျွန်တော်တို့ကဘယ်ဟာလေးနဲ့ကျွန်တော်တို့ချက်ပြမယ်လူတိုင်းကဘာမှမဖြစ်ဘူးလို့ပြောလို့မရဘူးလေကျွန်တော်ဆိုရင်ဘာပဲပြောကျွန်တော်အခက်အခဲတချို့ဟိုငွေကြေးကိစ္စပြဿနာတွေကျွန်တော်ရှိတယ်တချို့ဆိုတော့မိသားစုအခြေကျွန်တော်ဆိုတာမိသားစု၅ယောက်ထဲမှာဆိုကျွန်တော်အငယ်ဆုံးဒါပေမဲ့ကျွန်တော်မိသားစုတွေကတယောက်မှအဆင်ပြေတဲ့ညီကိုမောင်နှမရယ်လို့ကျွန်တော်မရှိဘူးဒါကြောင့်ကျွန်တော်အဖေအမေကိုအခုချိန်ထိကျွန်တော်လုံခြွေးနေရတယ် ကျွန်တော်မိဘကြီးနှစ်ပါးဆိုလဲကျွန်တော်ကပြည်စုံတဲ့တိုင်းတာတစ်ခုဆိုတာကျွန်တော်မသွားနိုင်ခဲ့ဘူး။ဒါဆိုဒါပေမဲ့အဖေနဲ့အမေကိုဘာပဲပြောပြောဟိုအစားတော်မှုအဆင်ပြေပြေသွားဖို့တော့ကျွန်တော်တတ်နိုင်ဆုံးကျွန်တော်ဘက်ကထောက်ပံ့ပေးတယ်ပေါ့။ဒါကတော့လက်ရှိသွားနေတဲ့ဟာပေါ့။ဂျာတဲ့မှာဟိုကုန်ကြမ်းစိတ်ဆိုတော့အမရလူတယောက်ကဒါကြီးရတော့ဘလို့တော့ချပြလို့ရမှာ။ကျောက်ဆိုကျွန်တော်အမေလေဖြန်းသွားတယ်။အဲဟိုကတော့လွန်ခဲ့တဲ့၄နှစ်လောက်ကဆိုကျွန်တော်အမေလေဖြတ်သွားတယ်။ ဒါဆိုဘာပဲပြောပြောကျွန်တော်ခေါ်ပြီးတော့ရန်ကုန်မှာကျွန်တော်ကူရတယ်။အမေကဘာပဲပြောပြောဒါလေဖြတ်သွားတဲ့ရှည်ကနေပြီးကျွန်တော်စေကန်းနေပါလေပြ။ကုန်ကြစေးကတော်တော်အရန်များသွားတယ်။ဘာပဲပြောပြောဒီ3 30 40ပတ်ဝန်းကျင်တော့ကျွန်တော်ကုန်တယ်ဗျပြောချင်တာဒီကုန်တဲ့ဟာကြပြန်တော့ဟိုကျွန်တော်ဒီမှာ380လောက်ရထားတာပဲဒီကနေ30ဆိုတာတော့သွားလို့မရအမေဖုန်းဆက်တယ်ဒါချစ်စရာကောင်းတာလေအမေရဲ့အသီးသေးထဲမှာဘာလေးရှိလဲဆိုဖုန်းလေးလာပြီဆိုသူကန်ရမယ်ဆိုတာကိုသိရအမေက AR တွေဗျကျွန်တော် AR တွေတိုင်းရေးကြီးဟာအဘေရောမီရောရှိတယ်ဗျ အာသူတို့ရှိရောကိုကလက်ရှိရတော့ကိုကိုအလုံးနဲ့ပေါ့နော်အော်လုံးနဲ့ရဲကိုလက်ရှိရန်နေရတာလည်းအိမ်ရောလည်းကျွန်တော်မပြန်ပြစ်ဘူးဗျမပြန်ပြစ်ပဲနေတိုင်းပုံဆက်နေတိုင်းပုံဆက်ပြီးတော့ကျွန်တော်အဲသူတို့နဲ့စကားပြောဖြစ်တယ်ဆိုတော့ဟိုအမေကအဲ့လေးပြန်သွားပြီးတော့အဲ့စကားတခုပဲကျွန်တော်ဖုန်းလာတော့မယ်ဆိုတော့အဲ့အဖေနဲ့မေရညာဆိုလို့ရှိရင်ခုနှစ်နိုင်ခုနှစ်နိုင်ခေါ်လာဆိုကျွန်တော်ဖုန်းမလာသေးအဲ့ဖုန်းလေးသလုံးကနားမှာချရကျွန်တော်တို့ဆောက်ကျွန်တော်ဖုန်းလေးပဲချိန်လာမလဲဆိုတော့အဲ့ကြောင့်တစ်ခါကျကျွန်တော်ဖုန်းဆက်ဖို့ဟိုဒီမှာအလုပ်တွေရှုံနေလို့နည်းနည်းနောက်ကျသွားလို့ရှိလို့ရှိရင် အဲအဲဟိုအမတွေကဖုန်းဆက်ပဲနေမဆက်သေးဘူးလားမသူတို့ကစောင့်နေတယ်ဖုန်းလေးခြာထားပြီးတော့နေမိနေအဖေကဆိုအဟုတ်ကဲ့ဆိုအဲအချင်းချင်းမှသတိရပြီးဆက်ဆက်လို့ရှိလို့ရှိရင်ဖုန်းလေးသူကောက်ကိုင်းကိုင်းပြီးရင်ကျွန်တော်ကအမေနေကောင်းလားဆိုရင်ဟုတ်ပါပြောတယ်အဲစားပြီးပြီလားဆိုဟုတ်ပါပြောတယ်ဖျားရှိကိုပြီလားဟုတ်ပါပြောတယ် တခါကျအိမ်မှာမီးလာတယ်မလားဘောစကားတော့ကျွန်တော်သူ့ဘောနည်းနည်းလေးပြန်ပြီးတော့အမေအဲ့လိုလေးပြောအောင်တော့အဲ့လိုလေးနဲ့ပဲကျွန်တော်ပြောပြရတာပေါ့အဲကျွန်တော်လည်းဒီမှာအစဉ်ပြေတဲ့အမေအကောင်လုံးကောင်းနေတယ်အမေတို့တော့မဟုတ်ဘူးပါညာပဲအဲ့ဒါအဲ့လိုမျိုးအဲ့လိုလေးပြောရင်တော့နားလဲတယ်လို့မျိုးလေးနဲ့ပဲကျွန်တော်ပြန်ပြီးတော့ဆက်ဆက်ပေးနိုင်တယ်ဂျန်တဲ့ဟာတွေကဆိုးတဲ့ကောင်းတဲ့ဟိုမိဘတွေသားသမီးတွေနေကောင်းတမ်းမှာဘလို့ချင်းနေဆိုတော့ ဘာမှမသိတော့ဘူးအမေကလေအခုလောလောဆယ်တော့ကျွန်တော်ဒီဒါနရတဲ့လာစာနဲ့ကျွန်တော်နေတယ်ဟိုပြီးခဲ့တဲ့လွန်ခဲ့တဲ့ဒီ2019လောက်ကဖြစ်တဲ့ပြဿနာတွေတော့ကဟိုဘာပဲပြောကျွန်တော်ဟိုအတုံးလည်းတကယ်ကိုမီဒီယာတွေနဲ့ပဲလူသိရှင်ကကျွန်တော်ရဲ့အခက်အခဲတွေအားလုံးကိုကျွန်တော်ချပြခဲ့တယ်သို့တော်လည်းအဲ့မှာသူတို့နဲ့ရှင်းရမယ့်ကိစ္စတွေကဘယ်သူမှကျွန်တော်မရှင်းနိုင်နိုင်ဘူးလေမရှင်းနိုင်နိုင်ပြီးမှလည်းကျွန်တော်ရတဲ့လာစာနဲ့ကျွန်တော်သူတို့ကိုတစ်ဖက်သူတို့ကိုလည်းပေးကျွန်တော်မိဘတွေလည်းကျွန်တော်ထောက်ပံ့ကျွန်တော်အဆင်ပြေဖို့လည်းကျွန်တော်နေပါ အခုလည်းရှိရတော့အဲ့လိုလေးပဲကျွန်တော် brand နေတယ်အတနိုင်ဆုံးကတော့အဖေနဲ့မေကိုတော့တလားတခါအနည်းဆုံးအရှင်းမပေးနိုင်တော့မှာပဲတသိန်းရတော့အနိုင်ဆုံးတော့ကျွန်တော်ပေးနိုင်အောင်ကျွန်တော်စူးစမ်းရတယ်တခါတလေမပေးနိုင်တဲ့ဟာမျိုးရှိရင်ကျတော့ဟိုကျွန်တော်ရဲ့အကူအညီဘက်ကဆိုလို့ရှိရင်ကျွန်တော်ဟိုပါပြီးတော့အကူကြီးရဲ့အိမ်ကိုတော့ကျွန်တော်ထောက်ပံ့နိုင်လို့ဘယ်လိုရှိလဲဆိုတော့အဲ့ဒါဆိုတခါတလေအဲ့လိုပေါ့ဒီဘက်ကဟိုပေးရတဲ့ခါတွေကလည်းနည်းနည်းမြင်ဟားတဲ့ခါတွေကြောင့်တခါကျကျွန်တော်ရဲ့လာစားတွေကဟိုဟိုဘက်က9000ဒီဘက်က9000အဲ့လိုလေးတွေပေါ့ကျွန်တော်သွားရတာလေးရှိတယ် ျောလာစာ၄သိန်းကျော်ရတယ်ဗျဒါနမစာလေအဲနီးပြကဟုတ်တယ်ဗျဟုတ်အဲ့ဒါကကျွန်တော်ဟိုဘက်လည်းပြီးဒီဘက်လည်းပြီးအဲ့လိုပြီးတဲ့ဟာနဲ့မိဘလည်းပြီးဆိုတော့ကျွန်တော်အဲ့ဒါလေးနဲ့ပဲ runner ။ကြံတဲ့ဟာကကျွန်တော်လက်ရှိမရှိဘူး။မြန်မာလူရင်းစင်ဟိုအသေးကိုတကယ်လို့ဟိုကင်ရဟိုကင်နေတော့ကတော့ကြာတော့အဲ့ဘက်ကလာစားရတယ်လေ။ဒါပေမဲ့သူတို့ဘက်ကအဲ့ဘက်ကလာအဲ့ဘက်ကကမ်းမခေါ်တဲ့အချိန်ကြာတော့လာစားတခုပဲရှိတာ။ကြံတဲ့ဝင်ဝေးလို့မရှိဘူး။ အခုဆိုကျွန်တော်ဂျားပေါက်ပါညာလေးကတော့အခုဒါတခါလေးကြာစနေတနင်္ဂနွေဒီလိုအပြင်အသင်းလေးတွေရှိလို့ရှင်တော့အခုဒါချိတ်တာလေးတွေရှင်တော့တရက်တလေပေါ့တခါကြာလို့လည်း၂ရက်ပုံမှန်သွားရတယ်ဆိုတော့တရက်2000ကျွဲအပေါ်ဝင်ချက်တော့ကလေးရတယ်ပေါ့အဲအဲ့လိုမျိုးလေးတော့အခုဒီဂျားထဲမှာတော့ဟိုခေါ်တဲ့ဟာလေးရှင်တော့ကျွန်တော်သွားရတယ်မရှိရင်တော့မသွားဘူးအရင်ရက်တွေကတော့ဘာမှအဲ့လိုမျိုးလေးကမရှိတော့မသွားဖြစ်ဘူး ဟုတ်ကဲ့ကျွန်တော်အတတ်နိုင်ဆုံးခုံယူပါတယ်ဘာလို့ဆိုဖြစ်ခဲ့တဲ့ဟာတွေတော့လေကျွန်တော်ဘာပဲပြောပြောဟိုကျွန်တော်အများတဲ့မီဒီယာမှာဖြစ်တယ်လို့ပေါ့ဖြစ်ခဲ့တဲ့ຢာတွေအလုံးဒီဘသူဘသူမှကျွန်တော်အပြစ်တင်ပြောလို့ရတဲ့အလုံးမဟုတ်ဘူးလေဘဝမှာကိုယ်လုပ်ခဲ့တဲ့အလုပ်တွေကိုဖြစ်ခဲ့တဲ့အဖြစ်တွေတော့ကိုကိုကိုပဲကြုံးကြရမှာဒီမီဒီယာတွေနဲ့ဒီလိုတွေသွားပြီးတော့မှဘာပဲပြောငါအဆင်ပြေရမယ်လို့ငါ့ကိုဘသူကဘလိုမျိုးတွေလာပြီးတော့ဒါမျိုးတွေလည်းကျွန်တော်စိတ်ထဲမှာမရှိဘူးဒါမှကျွန်တော်ဘဝအခုလိုကကဲကျန်းတဲ့နေမှာလည်းကျွန်တော်ကျွန်တော်လုပ်တယ်ကြော်ကြော်သွားတယ်အဓိကကျွန်တော်မိဘနှစ်ပါးကိုကျွန်တော်လာစာထုတ်တာနဲ့ဘာပဲပြောကိုရရတဲ့လာစာတွေအတတ်နိုင်ဆုံး ကြားစလာထောက်ပတ်တယ်ကိုလည်းကိုဘကိုဒီဘက်ကအဆင်ပြေစလို့နေတယ်ဟိုကိုဘကိုလုံးလက်လက် free ပဲကြာနေဟာတော့ကောင်းနေတိတ်မထားဟာဟာဘလိုပြောမလဲတချို့အကြောက်လဲအဲ့လိုပေါ့ဟိုတကယ်လေရွေးစဉ်ကစားသမားကြီးဆိုပြီးတော့မြေတားနဲ့ဟိုချီးတယ်လို့ရှိတယ်လို့တချို့ကြောက်လဲအာဒီလိုကြီးဟိုဘဝကိုဒီလိုဖြတ်သန်းနေတာပဲဆိုပြီးတော့လဲဟိုတချို့ကလဲအမြင်တစ်ခုနဲ့ရှိနေတာရှိတာပေါ့ဒါပေမဲ့ကျွန်တော်အခုဖြတ်သန်းသမားတောက်လျှောက်ကတော့တော်တော်များများကတော့ကျွန်တော်ဟိုဒါ ဟိုမျောလိုက်ကစားသမားတယောက်ပြောလက်ရှိဒီလိုဖြတ်သန်းနေရတဲ့ဘဝဒီလို line ball တွေမှာတက်သွားတာနဲ့ဆိုတော့တွေ့တဲ့ကြည့်ရတယ်ကျွန်တော်ခင်လဲခင်လဲချင်လဲချစ်တယ်အဲ့လိုမျိုးကြီးတမျိုးအမြင်နဲ့ကြည့်တဲ့လူတွေတော့ကျွန်တော်မရှိပါဘူးမေတ္တာရင်းနဲ့တကယ်ကိုဂယူနာတက်ပြီးတော့မှအဲ့လိုပေါ့တနာချစ်တဲ့လူမျိုးနဲ့ပဲကျွန်တော်တွေ့ပါတယ်ဗျအခုလေအခုလက်ရှိကတော့ကျွန်တော်တို့ကျွန်တော်အခုမြင်တော့ပေါ့ကျွန်တော်တို့ကတော့နားသွားပါပြီဒါကျွန်တော်တို့ကတော့လည်းဒီဘောလုံးဟိုလောကနဲ့ကလည်းအခုနောက်ပိုင်းဆိုတိတ်တော့ဟိုမရှိတော့ဘူးပေါ့ဘာလို့လဲဆိုတော့ အခုနေပြလိုင်းပဲလဲကိုကအဲ့ဘက်မရှိဒီဘက်မှာကိုပေါ့ကိုပဲကိုလုံးလေးကိုလုံးနေတာဆိုတော့အခုလက်ရှိအမျိုးသမီးတင်းတွေအတွက်ဟိုကြည့်ရတဲ့လောက်ပေါ့နော်ကိုနေမြင်နေရတဲ့လောက်ဆိုရင်တော့ဟိုသူတို့ပြီးတဲ့ထောက်ပံ့မှုတွေဘာပဲချင်းမြင့်မှုတွေကတော့အခုနောက်ပိုင်းတော်တော်လေးဟို လေးတွေတွေအားရချိန်နဲ့ဆရာကျွန်တော်မြင်ပါတယ်ဗျ။ဟိုဥက္ကရာတို့လည်းဘာပဲပြောပြောအမျိုးသမီးတွေအောင်မြင်အောင်မြင်တယ်လို့ပေးနေတာပဲလေ။အခုဆိုတာဟိုလေးနိုင်ငံဖိတ်ခေါ်ဆိုကျွန်တော်ဆိုပြောသလိုပေါ့။ကျွန်တော်တို့ခင်မှာလေးနိုင်ငံဖိတ်ခေါ်အောင်မြင်ခဲ့ရင်တော့မှဘာမှတလို့ရှိဟိုအတိမပြုဖို့အတွက်မရှိဘူး။ဒါပေမဲ့အခုကြတော့ကလေးတွေလေးနိုင်ငံဖိတ်ခေါ်လေးအောင်မြင်ခဲ့တာတော့မှသူနိုင်ငံကနေမှဘာပဲပြောပြောတော်တော်ကိုသူတို့ပြည့်ပြည့်စုံစုံချင်းမြန်ပေးတယ်ဆိုတော့ဒါကြီးကတော်တော်ကိုအားရချိန်နဲ့ဆရာတခုလို့ကျွန်တော်မြင်ပါတယ်ဗျ။ဟုတ်ဟုတ်အဲ့ဟိုပေါ့အစင်ပြေလားဆိုတော့ပြည့်တဲ့တွေမေးတယ်မေးခွန်းလို့ပဲကျွန်တော်ဒီနေ့က အာဆယ်လီကဘာနေပထမဆုံးပြောလိုက်တယ်မိကုံးလိုပဲလေဒါခါကျတော့အဆင်ပြေလားဆိုတော့လေစောစောလိုပေါ့ကျွန်တော်ကအခုဟိုမီဒီယာနေရတယ်ကျွန်တော်ဖြေနေရတဲ့အရာတခုကအဲ့ဒီဟာပေါ့ကျွန်တော်90 2019လောက်ဖြစ်လိုက်တဲ့ပြဿနာတခုကကျွန်တော်အခုချိန်2025ထိကိုကျွန်တော်ကဘာမှကိုဟိုမီဒီယာနဲ့ဖြည့်ခြင်းလည်းမရှိဘူးကျွန်တော်ဘောအောင်ပဲကျွန်တော်ကျွန်တော်ပုံမှန် အာဟုတ်ကဲ့အဲ့ဒီကပြီးသွားပြီးလေးကကျွန်တော်ဒီတိုင်းပဲကြောက်ကြောက်နေတာလေဟုတ်ဆိုဟုတ်တယ်ဒါပေမဲ့အဲ့တုန်းကကျတော့ကျွန်တော်အဲ့လိုနေတဲ့ဟာအခုဒါဘာပဲပြောတာဟိုအမတို့မေးတယ်လို့ပဲကွာဟိုတနေ့ကဆယ်လီပါကဘာလဲမေးတယ်လို့ပေါ့အမအဆင်ပြေသွားလားဆိုတော့ပဲကျွန်တော်ကအခုလက်ရှိမီဒီယာတော်တော်များများဒါလေးကိုပဲကျွန်တော်ပြောပြနေတာတခါကြီးကျတော့ကျွန်တော်ကအဲ့လိုပေါ့လူတွေအမြင်နဲ့လူတွေအထင်ကြီးကိုကျွန်တော်ဘွားကြီးကအဲ့လိုကြီးခံနေရတာဗျာဟိုပြောချင်တာအဲ့လိုပေါ့ကျွန်တော်အဲ့တုန်းကမီဒီယာတွေအများကြီးနဲ့တက်သွားတယ်တက်သွားတဲ့အချိန်မှာကျွန်တော်ခက်ခဲဆိုတာရှိသွားတာကိုသိလိုက်ကြတယ် တိလိုက်ကြတော့အကုန်လုံးကဘာပဲပြောဒီလိုလေးဟိုအဆင်ပြေစေချင်တာပေါ့ဗျာကျွန်တော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကလည်းတချို့ကကျွန်တော်လည်းမေတ္တာရင်းနဲ့အောက်မှာရေးကြတချို့ကကျွန်တော်လည်းအားဒါကြီးကလာပြီးတော့ဟိုခြူတယ်လိုင်းပေါ်မှာဒီလိုလေးပြောပြီးတော့မှဘာပဲပြောပြောအမြဲကြီးခြူတယ်လို့ဒီလိုချင်တယ်လို့တချို့ကလည်းထင်ရတာပေါ့နော်တကယ်တော့ဟိုကျွန်တော်အဲ့တုန်းကပြောခဲ့စဉ်တော့ကလည်းဒီကိစ္စအကြောင်းမဟုတ်ပါဘူးကျွန်တော်လည်းရေးစဉ်ကစားသမားတယောက်အနေနဲ့ဒီလိုအလုံးတစ်ခုကိုလုံနေရတယ်ဖြစ်တဲ့အတွက်ဘာဖြစ်ဖြစ်မီဒီယာတွေကနေမှချပြလိုက်တဲ့အရာပေါ့နော်ဒါပေမဲ့အဲ့တော့မှကျွန်တော်ရဲ့အဲ့လိုအထင်ခံတဲ့အဆုံးထိန်းတစ်ခုကကျတော့ ဟိုကျွန်တော်အဆင်ပြေသွားတယ်ဆိုင်လဲခွန်းထဲမှာမဖွင့်လိုက်ရတော့ဘူးစမ်းစမ်းပေါ်လဲဒီမှာအခုမီဒီယာတွေဘာတွေကလည်းတက်မလာမမေးကြတော့ဘူးဆိုတော့အကုန်လုံးအဆင်ပြေတယ်ပဲထင်တာလေဆိုတော့ကျွန်တော်ကအခုဒါဒီစကားပြောတာကကျွန်တော်ခက်ခဲနေတဲ့ဟာကိုဘာပဲပြောပြောဖြည့်ရှင်းပေးဖို့လုပ်ဖို့တည်းကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်အဲ့မှာဖြစ်ခဲ့စဉ်တုန်းကဘာပဲပြောပြောကျွန်တော်ကဘလို့တိုင်းတာနဲ့မှဟိုလာပြီးတော့ထောက်ပံ့လာလို့ကိုင်ပြီးတယ်ဆိုတော့ကျွန်တော်ဘာမှမမြင်ရဘူးကျွန်တော်ဒီတိုင်းမနေနေတာကိုပြောပြချင်တာ ဘလိုမျိုးကြီးပြောကျင်တာမဟုတ်ဘူးဗျာဒီလားအခုလည်းကျွန်တော်မီဒီယာတွေတော်တော်များများဖြည့်တယ်။ဟိုနေ့ကလည်းကျွန်တော်အဲဆယ်လီကိုလည်းကျွန်တော်ဖြည့်တယ်။အခုဘာပြောတော့ဒီအလဲပြောင်းလည်းကျွန်တော်ဖြည့်တယ်။ကျွန်တော်ဖြည့်တဲ့အဖြေလေးကျွန်တော်ပြောတဲ့ပြောရင်လည်းမရှင်းရှင်းလေးပဲကျွန်တော်ကဒီမီဒီယာတွေကိုအင်တာဗျူးယူပြီးတော့မှကျွန်တော်ဖြစ်နေတဲ့ခက်ခဲတွေကိုဘာပဲပြောပြောဖြည့်ရှင်းပေးဖို့ဟိုဟိုကနေမှတဏှာတွေအဲ့လိုမျိုးကျွန်တော်ပြောနေတာတွေမဟုတ်ဘူးပါဘူး။ပြီးခဲ့တဲ့2019ကဖြစ်လိုက်တဲ့ပြဿနာတစ်ခုကကျွန်တော်ဒီလိုမျိုးတွေမီဒီယာတွေကတက်သွားပြီးတော့မှအကောင်လုံးကမြေတားကရုဏာရင်းနဲ့ ပြောလိုက်တဲ့အရာတစ်ခုอ่ะပေါ့နော်အခုပြန်ပြီးတော့မေးလိုက်တဲ့အချိန်ကျတော့အဲ့လိုပဲဩသူအဆင်ပြေသွားလားဆိုတော့ကျွန်တော်အဲ့ဒီ2019လည်းကျွန်တော်အခုချိန်ထိကျွန်တော်ဘောကျွန်တော်ပုံမှန်ရုန်းကန်နေရပါကျွန်တော်ဒီချက်ပို့ပြီးတော့လောရတဲ့အလုပ်တွေဆိုတာကျွန်တော်မချပြခြင်းမအောင်ပေါ့လဲဆိုတော့ဒါတွေကကျွန်တော်ရဲ့ပတ်စံတချို့ကိစ္စတွေနဲ့ဆိုင်လို့ကျွန်တော်အလုပ်စုအကုန်လုပ်တာကျွန်တော်မတန်မာတဲ့လုပ်မလုပ်ဘူးအိုးဦးရင်းနဲ့မလုပ်ခနဲ့လုပ်ကျွန်တော်မလုပ်ဘူးဒါမှရိုးရိုးသက်သက်ကျွန်တော်လုပ်ရမယ့်အလုပ်ကကျွန်တော်ပင်မရင်ပင်မမလို့စေကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးမိုးလဲရမှာကြောင့်ကျွန်တော်ဘာပဲလုပ်ရ ျွန်တော်ပစံရမယ်လို့ကျွန်တော်အတွက်အဆင်ပြေမယ်လို့ဆိုကျွန်တော်အကုန်လုံးကျွန်တော်လုပ်ဖို့အတွက်အဆင်သင့်မယ်အဲကြောင့်အခုကျွန်တော်တပြည့်အလုပ်တွေလည်းကျွန်တော်လုပ်ပါတယ်တချို့အင်တာဗျူးတွေမှကျွန်တော်ဖြေထားပါတယ်တချို့အဆင်ပြေမဲ့ဈားထဲမှာဆိုင်ကလေးတစ်စီးနဲ့ကျွန်တော်လိုက်ပြီးတော့ဟိုကလုပ်တယ်ဒီကလုပ်တယ်ကျွန်တော်ဒါလေးလည်းကျွန်တော်ဖြေထားပါတယ်ဗျ